မြမလိုင်စင်တင်ရဲ့ဤဘချုပ်ဦးမျိုးလွန်ဝင်ဟာအတင်းရဲ့ဤဘချုပ်ရာထူးနဲ့ထိုက်တန်ရဲ့လားဦးမျိုးလွန်ဝင်ကိုအတင်းရဲ့ဤဘချုပ်ရာထူးနေရာမှာဆက်လက်ထားတင်သေးလားဒါမှမဟုတ်ထုတ်ပဲဖို့အချိန်ကြောင်းမီလားဆိုတော့ဒီနေ့မှာအသေးစိတ်ပြပသမှဖြစ်ပါတယ်ဟယ်လိုအားလုံးမင်္ဂလာပါဘာမဖို့အိမ်ထဲမှာအားလုံးကိုပြန်နေပြီးတော့မှကြိုးဆော်လိုက်ပါနဲ့နိုင်ငံခြားသားဤဘရင်းနဲ့အောင်မြင်မှုများခဲ့တဲ့ မြန်မာလိုင်စင်တင်းအတွက်မြန်မာနိုင်ငံဘလုံးဖွဲ့ချုပ်ဟာပြည်သက်တရားဆန္ဒအတိုင်းအတင်းရဲ့ငွေခေကစားသမားအောင်တရားဖြစ်တဲ့ဦးမျိုးလယ်ဝင်းကိုအတင်းရဲ့ဤရချုပ်ရာဒုနေမှာတရားဝင်ခန့်အပ်လိပြီဖြစ်ကြောင်း2024စတင်မလာကိုရနေမှာတရားဝင်ကြီးညာဖြစ်ပါတယ်အဆိုပါကြီးညာခြင်းဟာမြန်မာဤရတယောက်ကိုတောင်းလာနေတဲ့ပြည်သက်တရားအတွက်ညှော်လင့်ချက်တစ်ခုလည်းဖြစ်ခဲ့တာဖြစ်ပါတယ်ဦးမျိုးလယ်ဝင်းဟာ ဦးရတန်တန်တလျှောက်စူးစူးပေါင်း၁၃ဝဲကန့်တွေကစားခဲ့ပြီးလေးဘွဲနိုင်၃ဝဲတီ၆ဘွဲရှုံးရလိုက်ပေါ်ပေါ်ထားရပါတယ်။ဒီရလိုက်ဟာဒါဒါကြီးချိန်နိုင်စရာအကောင်းနဲ့ရလိုက်တော့မဟုတ်ပါဘူး။အာဆိုပါကစားခဲ့တဲ့ဦးရတန်တန်တနေ့ကျော်အတွင်းမှာကစားခဲ့တဲ့၁၃ဘွဲအတွင်းမှာလည်းမစ္စဘီဂျီဖလားပြမွဲအာရှာဖလားချစ်စပွဲတို့ပါဝင်နေခဲ့ပါတယ်။ဒါပြင်ဒါမစ္စဘီဂျီဖလားပြမွဲကိုလည်းဒါ အစူအမ်အောင်နိုင်ခြင်းမရှိရပြင်တာအရှာဖလားခြေစပွဲကိုလဲတာလက်ကြံပွဲစဉ်နှစ်ပွဲလုံးမှာပဲတာခြေစပွဲအဆင့်နေတာဂျင်းနက်ခရာလည်းဖြစ်ပါတယ်ဆိုတော့ခါညဦးညွှန်လွန်ဝင်ရတာပြည်သက်တွေညွှန်လင်းထားသလိုဖြစ်မလာပဲပြည်သက်တွေကညွှန်လင်းချက်ကိုပြီးပါအောင်မပြည့်စုံပေးနိုင်တဲ့အပြင်အသိဟောအောင်မြင်မှုရရှိအောင်ဆန်းဆောင်ပေးနိုင်တာကြောင့်လက်ရှိအသိရဲ့ညီပြချုပ်ရာထူးနေရာ အမျိုးလုံးဝင်နဲ့အဆင်မပြေဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။ဆိုတော့ဒါပရိသတ်တွေရဲ့အမြင်တွေရောဒါအနည်းငယ်အမျိုးလုံးဝင်အနေနဲ့အသင်ရဲ့ယာထုမှာဆက်ရှိနေတင်တင်လာဒါမှမဟုတ်အမျိုးလုံးဝင်အနေနဲ့အသင်ရဲ့ဤဘက်ချုပ်ယာထုကနေခွခွပေါ်အချိန်ကြာရောက်နေပြီလားဆိုတော့ဒါမင်းမီးတို့ရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အဆုံးထိကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါနဲ့နေ့ရက်လေးကိုမစနေကြပါစေ။